ားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ပြပြပေးမယ့်ဝင်ထူလေးကတော့ဆ ्याम စပယ်ဖြူနုရေးသားတဲ့မေမေနှင့်ရောင်စုံနန်းနှက်ခင်ဆိုတဲ့ဝင်ထူတော်လေးပဲဖြစ်ပါတယ်။မေမေနှင့်ရောင်စုံနန်းနှက်ခင် မ်းချင်းချင်းလေးကိုချိုးကွေလိုက်သည်နှင့်ဈေးခေါ်တန်းတညံညံကြားရတတ်ပြီးနက်နက်ခင်တိုင်းလှုပ်ရှားတက်ဝင်မြက်ဖြစ်သည့်ဈေးလေးကိုဘွားကနေတွေ့ရလေသည် ကျမသည်လူအုပ်ကြတဲ့တိုးဝင်စီမျောစာပြုတ်သည့်မိမိနောက်အမီလိုက်ရသည်တစ်ဖက်ကလည်းဈေးချင်းတောင်းကို မလွတ်တမ်းကင်လာရသည်သည်မိမိအာယုံကကျမထံမှစိုးစင်းများပင်မရှိလံပေဝဲရမှာဈေးတယ်များ၏ဟင်းရပြွက်ွက်ကိုသာစူဇန်ငေမောလျက်ရှိလေသည်အိမ်နှင့်မင်းမွေးမှာရှိသောဒီဈေးလေးသည် တကယ်တော့ဆိုင်နဲ့ကနားနဲ့တခန်တနာရောင်းချတော့ဈေးမျိုးလဲမဟုတ်ပါဘူး။လမ်းတွေလေးဤတစ်ဖက်တစ်ချက်မှာကိုကြီးပလတ်စတစ်စာလေးတက်သားခုံလေးခင်းရောင်းရုံစကောလေးတွေခင်း၍ချရောင်းရုံနဲ့ရောင်းသူဝဲသူအစဉ်ပြတ်တတ်သောတွေ့မြင်နေကြသူ့လိုကိုယ်လိုဈေးမျိုးသာဖြစ်သည်။ဒီဈေးကို မိမိကနက်နက်ခင်တိုင်းလာရသည်။ကျမမှာညနေအထိစာရေးစာဖတ်လုပ်တော့ဝါသနာကြောင့် ဲ့ရထနောက်ကြတတ်သည်ဖြစ်၍ရုံးပည့်ရဲ့လောက်သာမိမိနောက်မှဈေးချနှောင်းဆွဲလိုက်ပါမည်ပင်တိအပြင်ဈေးလဲမဝဲတတ်ဈေးဝယ်ခြင်းအမှုကိုနားလဲမလဲဈေးတယ်ပြောသည်များဟုတ်သည်ထင်တတ်သူမို့မိမိမှာဘယ်တော့မှစိတ်ချရသည်မရှိပဲကိုယ်တိုင်သာနက်နက်ခင်းတိုင်းဈေးဝယ်ထွက်ရတတ်လေသည်ဟောတွေးရင်ငေးရင်ရောက်လာတော့မိမိခြေလမ်းများတုန်ကနေရပ်ပြီး ကျမလည်းမိမိအနီမှာရက်လျက်ဈေးတယ်နဲ့မိမိအပြန်လန်စကားဆိုတာကိုနားထောင်ရသည်လျှော့ပါအောင်အေးဟုမိမိကပြောအုံးမည်မကြိုက်လို့ပါအမရဲ့ဒီဈေးနဲ့ဆိုရှုံတောင်နေပါပြီ ဟုဈေးတယ်ကညင်းဆန်က သူ့ဆိုကျင်သောဈေးနဲ့ပင်ရောင်းဖို့ကြိုးစားအုံးမည်ဒါကလည်းတွေ့နေကြားနေကြဈေးရောင်းဈေးဝယ်မြင်ခွင့်မဟုတ်လားပြီးတော့လေမိမိကဈေးဝယ်တော်လှသူ အနှဲငယ်ပို့၍ခေါ်ထားသည်ဟုယူဆသောဇင်းနှုံမျိုးစုံပုံမှန်ဇင်းနှုံလောက်ရောက်သည့်အထိမရမနေစစ်ခါဝဲတတ်သူပင် လူပုံနဲ့နဲ့စကားပြောချိုချိုနဲ့မိမိဈေးဝယ်ဟန်မှာပိုင်နိုင်လှသည်စိတ်ဆက်တေချာလှပါသည်ဈေးကတော့ဟုတ်ပါပြီလေအလေးလေးပြည့်ပါစေနော်။အော်အမရေဖောက်တွေတွေပဲလောက်ပါမလား။ကဲဒီမှာကြည့်။ပြီးတော့ငါကလက်ကလက်နဲ့။အေးပါအေးပူပူတာတာလောက်ပေါ့။ချိန်ခွင်စောက်ထိုးဖြစ်အောင်ချိန်ပြတာတွေ့ရသည်။ ငါးတဲ့ဤကျွမ်းကျင်ပိုင်နိုင်သောလက်လှုပ်ရှားဟန်ကိုကျမစူးစိုက်ကြည့်တော့လဲဘာမှထူးခြားသေးမမြင်မိမိကတော့တန်တရာမျက်လုံးနဲ့စောင့်ကြည့်လျက်ပိုပိုသားသားချိန်နော်ဟုတတိထပ်ပေးလိုက်သေးသည်ငါးတဲ့ဤလက်များတစ်ချက်လှုပ်လိုက်တန်းလက်ကောက်တန်းကတချွင်ချွင်စင်တီတုံးပေါ်ငါးတင်ကဓာနှင့်ခုတ်ပိုင်ဟန်ကတေချာလှပါရဲ့ငါးရုပ်ထဲငါးအတုံးငယ်တကူလက်ခနဲ့ပြစ်ထဲကအစ်စ်ပေးလိုက်တယ်နော်အမဟုပြောလေသည်မိမိကပြုံးရေကငွေချေသည် ပြီးတယ်နဲ့မမေနောက်ကကတ်လိုက်ရပြန်သည်အစ်စ်ပြီးတာငါးတုံးတောင်တော့မမေအဲ့ဒီတုံးပေါင်းမှ30တာကပြည့်လူလူပဲတမီးရဲ့သူတို့ဘက်ကဘယ်အနာခံပါမလဲဒါဆိုအလေးမပြေဘူးပေါ့ပြည့်တယ်တော့ဘယ်ရှိပါမလဲအလေးပြည့်မှဝယ်မယ်ဆိုဘယ်နေရာမှာဝယ်လို့ဖြစ်မယ်မဟုတ်ဘူးဒီလိုပဲဝယ်နေရတာပဲမပြည့်တဲ့အထဲကမှအမှန်နိုင်ဆုံးဖြစ်မဲ့သူကိုရွေးဝယ်ရတာပေါ့ဩဒါဒီလေပညာရတစ်မျိုးပါပဲဟုတွေ့ရသည်ဈေးဝယ်ခြင်းအမှုပညာပေါ့ မိမိကတော့ကျမအမြင်၌အမှုပညာမြောက်လာသူဖေဖေပေးအပ်သောလဆောင်ခွင်းနဲ့ကျမတို့မောင်နှမ၃ယောက်ကိုအင်ရှင်မမိခင်ပိသားစွာ အုတ်ထင်းစောင့်ရှောက်နိုင်ခဲ့သူပဲတရရိတ်တက်လာသည်နှင့်အမြဘဲသောအခါမြပြန်ကြသည်မရှိသောကုံစင်းနှုံးကိုမိမိဘဲတို့များရင်ဆိုင်ခဲ့ပါသည်။ဘဲတို့များစီမံခန့်ခွဲခဲ့ပါသည်။ဒီလိုသာမေးလင်တော့ပေါက်ပေါက်ရှာရှာမေးပြန်မိဟုပြုံးရယ်ကဆိုမိထင်သည် မိမိခြေလန်းတုံကနေရက်သည်လိုက်၍ရရသည့်အချိန်ရီတိုးလာသည်နှင့်အမျှကျမလက်ထက်မှခြေနောင်ကလေးထဲတွင်အသည်ရွက်တို့အယောင်ဆုံနေပြီခရမ်းကျန်သည့်နီနီကစုံးရဲ့စီကအစိမ့်စိမ့်ဆူဆူဖြူဆွတ်သောဘဲဥရုကလည်းတထောင်တနေရမှခိုကက်လျက်တံပရာသည်လိုပဇွန်ကြောက်ထုတ်လိုငရုတ်သည်လို နန်းနန်းပင်လိုတိုလီမိုလီလေးတွေကလည်းပါသေးရဲ့ဈေးလန်းကလေးတွင်တော့ဈေးခေါ်တံများကညံစီစဲရှိလေသည် သကောဝိုင်းများထဲမှာတီးနံလေးတွေဟိုတဘုံဒီတဘုံနဲ့တနာရောင်းချသူတွေဆိုင်ခုံခင်း၍လှလှပပဈေးခေါ်နိုင်သူတွေဈေးတဲ့အမျိုးစားစုံလာပါပေသည်တချို့ကတော့ဝစ်စားဟန်ကြော့မော့တိုက်ရလျက်ရွှေဆွဲကြိုးကိုထင်းနေအောင်ထုတ်ဆွဲလျက်တချို့ကတော့အပြင်းစင်းနဲ့မျက်နှာများကနွမ်းနေမြဲသို့တော်ဝဲသူကိုမော့ကြည့်တတ်သောမျက်လုံးများ၏တောက်ပမှုကတော့တူညီသည်ဟုကျမထင်ပါသည်မမစိန်ဒါရီရပြီလဲ ငါတို့ဘာတို့နည်းနည်းပါမြတ်မြရဲ့မြတ်မြရော ကျမဒီအမေတို့မိတ်ဆွေနှစ်ဦးနှုတ်ဆက်စကားဆိုနေ၍ရဆောင်ရလေသည်အခုမှပတ်တုံးပါလေဘာဝယ်ရမယ်တော့မသိဘူးသိတဲ့အတိုင်းဈေးတွေကခုန်ပြန်းနေတာမဟုတ်လားနှလုံးမကောင်းရင်ဈေးထဲလာဖို့တောင်းမကောင်းဘူးဈေးနှုန်းတွေကြပြီးလက်မစိုးလို့ဟုတ်ပါဟုမေမေကရေရေမောမောပြောသည်တကယ်မမဆိုင်ရဲ့ကျက်သားဝက်သားဈေးများ၁၀သား900 600ကမဆင်ဘူး ိမ်မှာចောင်းသားတွေနဲ့ထမင်းဘူးကထည့်ပေးရသေးတာကိုဝယ်ရတာပဲကိုကဘလို့စာစာဖြစ်ပေမဲ့သူတို့တော့လှအောင်ထည့်ပေးရတာကိုကတော့အချိန်ဟင်းလောက်ငပိရေတို့ကြာလောက်နဲ့ပြီးရင်လဲပြီးလို့ရတာပဲအိမ်ရှင်မညီချင်းပေါ့ကွယ်ဟုထိုမိတ်ဆွေနဲ့ခွဲခွာလာတော့မိမိက ပြောလေသည်ចောင်းသားဘဝကထမင်းဘူးတွေရောက်ခဲ့ဘူးတော့တာငါဟင်းလျာများကိုမြင်ရောင်ရင်မိမိတယောက်ထမင်းဗန်နက်များချိုးချံချွေတာစားသုံးခဲ့ဘူးပြီလေဟုကျမတွေ့ရသည် ထိုခြင်းကတော့ဘာမှတည်တက်လာသည်မဟုတ်သည်အိမ်မှာအသားဟင်းချက်တာများတရက်လောက်ပြက်လင်းနှုတ်ကဆူဆောင်းအောင်ခြင်းခဲ့သေးသည်အဲ့ဒီတုန်းကအုံစင်းတုန်းကဒီလောက်မရှိသေးတာပဲတော်ပါသေးသည်ဟုဆိုရမလို့ပင်ဖေဖေတယောက်ရှာဖွေရုံနဲ့မိသားစု၅ယောက်စားလောက်ခဲ့သောကာလများပေါ်ခုတော့မိမိလက်ထဲဖေဖေလာစားတာမက ကျမနဲ့မောင်အလတ်အီလာစားပါပေးအပ်နိုင်ပြီဖြစ်တော့လေဟိုရခင်ကာလများကထဲတိုင်းထွာတုံးဆွဲရသည်တဲ့ င်မှာတော့ဝဲသူတို့ကအစ်စ်အစ်စ်တို့ဒိုးလာမြဲပဲချင်းတောင်ဆွဲပေးသူပါလာတာလည်းရှိရဲ့ကိုတိုင်ချင်းဆွဲလာသူလည်းရှိရဲ့အင်ရှင်မများဤတူညီမှုကတော့ငေးမောတွေးတော်လျက်စိတ်ကူးနဲ့အစီစဉ်အကွက်ချဈေးဝယ်တတ်ပုံရတာပဲစိမ့်ဆိုတော့နေတော့ဝါတော့ဖြူတော့စသည်ဟင်းလျာတိနံပြကွက်အလဲလူရန်ကြီး၍လျားနေတာကိုငေးမောရခြင်းသည်ကျမအဖို့တော့စိတ်ဝင်စားပွဲပဲ။ လူချင်းတိုးမိမတတ်ဖြစ်ရလဲစိတ်မဆိုးနိုင်အားကြပဲဈေးဝယ်ခြင်းမှာသာစိတ်ရောက်တတ်ကြသူတွေအဲ့ဒီဈေးဝယ်သူတွေတဲ့မိမိလိုတအိမ်တောင်လုံးစာအတွက်စီမံရသမျှစိတ်ဆက်တည်ကြကြရသည့်ဈေးဝယ်သူဘယ်နှယောက်များပါဝင်မည်လဲကျမအထင်တော့အများစုပဲ ဖြစ်မည်နေစဉ်နတ်နဲ့တိုင်းတာငါဟင်းလျာအသီးရွက်တို့ကို ဝင်ငွေထွက်ငွေမျှတအောင်စီမံရသည့်အခါတခါတည်းရန်မိမိညီးငွေစိတ်များဝင်ဘူးလေသလား တနေ့တမျိုးရိုးရသည်မရှိပဲအကုံကြမများသောစားမိန်သောဟင်းလျာတို့ကိုတွဲဆက်ရပန်းများတော့မိမိခေါင်းချောက်ခဲ့ပူမှာပဲတို့ပင်မဲ့ဘဲသောအခါမှအပြုံးပြက်ညင်ညူသည်မရှိနေမကောင်း၍အိပ်ရာတဲ့အနားယူရလင်တောင်မိမိမှာစိတ်ဖြောင်ရသည်မရှိစိတ်ကူးစီမံလိုမြဲမိဖို့ကြောင့်တဲ့ရောက်ဖြစ်အောင်တော့အရောက်မြဲပင်တခါတလေနားပါမိမိရဲ့ဟိုဆိုလင်မိမိကရင်မောတတ်သည်အိမ်ရှင်မတယောက်မှနားတယ်ဆိုတာပဲရှိပါမလဲ နေမကောင်းဘူးဆိုပေမဲ့လဲနေတာမှမဟုတ်တာသမီးချက်တာကိုကြည့်ရှုပြောပြချင်တာပေါ့ပြီးတော့ငါသမီးကစိတ်ရှိတာလည်းမဟုတ်မိုးလင်းကမိုးချိုအိမ်အလုံးများနဲ့နားရသည်မရှိပဲတလှုပ်လှုပ်တွေ့ရတတ်သောမိမိမှာအသက်ကတော့90ကျော်60အတွင်းရောက်ခဲ့ပြီအိမ်ရှင်မတက်တန်းကတော့28နှစ်ကျော်ပေါ့ကျမတို့မမွေးဖွားမိကပင်မိမိသည်ဟောသည်ဈေးလေးတဲ့နက်နက်တိုင်းရောက်ခဲ့ပုံမီဖေဖေအကြဟင်းလျာစီမံခဲ့ပုံမီ ဟောခုတော့သာသမီ၃ဦး၏အကြိုက်ကိုပါထဲ့တွေ့လာရပြီ။ဈေးမြင်ကွင်းကိုမေမေငေးမောရင်လမ်းလျှောက်၍ကောင်းစေ။ကျမမှာမေးခွန်းတစ်ခုမေးဖို့တတိတရရှိပြန်သည်။ဒီဈေးလေးကအရင်ကရောဒီပုံစံမဲလားမေမေ။အများကြီးတော့မပြောင်းပါဘူးသမီးရဲ့။ဈေးတဲ့အဟောင်းတွေနေရာဈေးတဲ့အစ်စ်တွေရောက်လာတတ်တာလည်းရှိ။ဝယ်သူအစ်စ်တွေမျက်နှာအစ်စ်တွေမြင်ရတာလည်းရှိ။ဒီလောက်ပါပဲ။ဟိုတော့ကတော့ဈေးဝယ်ရတာပိုစိတ်ချမ်းသာရတာတခုပဲပြောကြရှိတယ်။ ငွေလေးနည်းနည်းနဲ့လဲဈေးကောင်းကောင်းဝယ်နိုင်ခဲ့တာအသား၅၀၊ဆန်စီဈေးမှာဘယ်လောက်ရှိတာမှတ်လို့ကျမဒီမိမိကိုငေးရင်ဖွားဖွားကိုပင်တတိယမိသေးသည်နေမာသာနေပြောတော့ဖွားဖွားသည်ရန်ကုန်ကိုမကြိုက်ဖယားဖူးရောက်လာလင်လဲတပတ်ပြည့်အောင်နေသည်မရှိဈေးအသွားနည်းနည်းခင်တရက်သားမိမိနဲ့လိုက်သွားဖို့သည်ပြန်လာသည်နဲ့ဖွားဖွားနှုတ်ကတဖွားဖွားကြားရသည်မှာသူတို့ခေတ်ကအစင်းုံများအကြောင်းပင် ကျမကတော့ဖွားဖွားနဲ့လည်းအနေကြခဲ့ဖို့ဖြစ်၍ဒီအကြောင်းတွေကိုပုံမြင်တပုတ်လိုကြားဖို့ပေးတာမောင်ငယ်နှစ်ယောက်ကတအံ့တော်နားထောင်လိုတာတွေ့ရသေးသည်မင်းတို့ခေကလည်းကွဲကားမေးလိုက်မေးလိုက်မိုးဘော်ကမဆင်းတော့ပဲကိုတထောင်နံတရွက်များလက်ထက်က ရှုတ်ခနဲ့ရှော့ကြသွားသလားမှတ်ရတယ်ဘာမှလည်းအဝယ်မခံပါဘူးအေးဖွားဖွားတအံ့တော်ဖြစ်ရတော့ကုံစိမ်းတို့များသည်မိမိကိုတော့အညဉ်ညူလိုစိတ်ပင်မဝင်စေဘူးလားမသိဘူး အဲ့ဒီအတွက်မိမိပဲလောက်များတကူစားချိုးချံခဲ့ဘူးလေတလေအဝိစာများပင်အစ်စ်မဝဲတာကြာပြီထင်ပါရဲ့လကုံရင်ဝဲပေးရအောင်မည်ဟု လာဆန်းရဲ့တိုင်တွေးမြဲဖြစ်တော်လဲလကုံလင်တော်အတွေ့ကပြောင်းရမည်ကုံကြစရာတို့ကပေါ်လာစမည်အင်းလေးဒီတလာတော့ဝဲပြအောင်ဝဲပေးအောင်ပါပဲဘာဟင်များစားကျင်သေးလဲပြောပါဦးမိမိကရှေ့မှာဥဆောင်ရှောက်ရင်ကျမကိုလှဲကမေးသည်ဟဲ့အင်းမိမိဝဲစရာကြရင်သာဝဲ မီးကတော့ချက်တာပဲစားမှာတဖြည်းဖြည်းရင်းချက်စာပြုတ်လာတော့မိမိတမီးကအသားမစားရတိုင်းစူအောင်ကျင်တတ်သူမဟုတ်တော့ပါဘူးပြီးတော့လေနနက်စေးတစ်ချိန်လိုက်တိုင်းမိမိအိမ်ရှင်မဘဝကိုပို့၍နားလေလာရပြီဟုဆိုခြင်းသည်ဇေဒန်လေးဤထိန်နာပဲစီမှပန်းတယ်များထန်တွင်မိမိကဖျားပန်းဝယ်သေးသည်ပရိန်ကိုအဖြူရောင်ဖြစ်သည် ရေပုံများတဲ့ထိုးဆိုင်ထားသောကဏမာတစ္ဆာစသည့်ပန်းများဤအသွေးရောင်သည့် နက်နက်ခဲနေကြအောင်မှာလှပတောက်ကြားလျက်ဝဲသူမျောလျက်ညနေဘက်ဆိုလင်တော့ဒီဈေးလေးမှာဟိုနာတသိဒီနာတသိနဲ့လက်ကျန်ပစ္စည်းတို့ကိုရောင်းချကြတဲ့အထက်ဒီပန်းအလှတွေလည်းပါလင်ပါလိုက်အောင်မီညနေဘက်မှာဈေးစီရွေကောင်းသည်ဆိုပေမဲ့လက်ဆတ်မှုကိုနှစ်လိုသောမိမိကတော့နက်နက်ခဲမှသာဈေးဝယ်တတ်သူဖြစ်ပါသည်မောင်ရင်ကစားကြမလားတမီးဟုတ်ကဲ့မိမီး အငွေ့တထောင်ထောင်ထားလျက်ရှိသောဟင်းရီအိုးတဲ့ဇွန်းနဲ့မွေနေရင်မှဆိုင်ရှင်ကထိုင်းထိုင်းဟုဖိတ်ခေါ်သည်မိမင်းနဲ့ဈေးလိုက်တိုင်းဒီဆိုင်မှာစားပြတ်တာမို့သူကယင်းနှင်းဟန်ဖြင့်ပြုံးပြသေးသည်ဘူးသည့်နဲ့နှစ်ပွဲဟုမိမေကမှားလိုက်သည်ဆိုင်ရှိမှာချခင်တာသည့်ပလတ်စတစ်ထိုင်ကုန်များမှာတော့စားသုံးသူအချို့အရသာခံစားတော့ကြစေ။ရောင်းကောင်းရလာတော့ချို့ဟုမိမိကလှမ်းမေတော့ဆိုင်ရှင်ကရေမောလေသည်။မဆိုးဘူးပြောရမလားပဲညီမရေ ဒီမုံလောက်ကိုပဲအရင်က၈နာရီခွဲလောက်ကုန်းနေဟာအခု၉နာရီကျော်လောက်ထိရောက်နေရတယ်။ဈေးတယ်များစွာအိမ်နှုတ်မှအတိတ်ပဲခက်ဆင်ဆင်ဖြင့်ကြားရတတ်သောစကားလုံးများဟုကျွန်မထင်ပါသည်။မိမိတို့လိုအင်ရှင်မတွေငွေကိုစိတ်ဆက်စွာသုံးဆွဲလိုတာနှင့်အမျှရောင်းချသူတို့ဘက်မှလည်းဒီစကားမျိုးကြားလာရတာဟာအဆန်းတကျဲတော့မဟုတ်ဘူးဟုဆိုခြင်းသည်။ငွေကိုရေလိုတုံးတတ်သည့်တုံးနိုင်သည့်အင်ရှင်မများဟာလက်ချိုးရေလိုရမှာပါ။ဟောမမစိန်တွေ့ပြန်ပြီနော်။ ရှေ့ရောက်လာသည့်မုံပွဲကိုစားမြင်ကြံတော့နှုတ်ဆက်တန်းကြား၍မော့ကြည့်လင်မိမိမိတ်ဆွေမျိုးသမီးကိုတွေ့ရသည်။ဟုတ်တယ်မမရေမုံစားပါအောင်။စားစားမမစိန်မြရတော့အိမ်ရောက်မှပဲကလေးတွေထမင်းလေးနဲ့ကျွေးရင်ရော့စားလိုက်တော့မယ်။မုံအလို့နှစ်ပွဲဟုတဆက်တည်းလှမ်းမာတာကြားရသည်။ကျမဒီပါရမဟုတ်သူ့ဈေးချင်းောင်းနဲ့လှမ်းကြည့်လဲအစိမ်းနဲ့အနီတို့အားပြိုင်နေသည်ကို တွေ့ရသည်မေမေဝဲတတ်သလိုတိုလီမိုလီများလဲပါရဲ့ မေမေလိုနနက်ခင်းနိုင်ဈေးဝယ်တတ်သောအရှင်မမျိုးဖြစ်မည်ထင်သည်။သူနှင့်မေမေသည်ဒီဈေးလေးမှာနနက်ခင်းများစွာဆုံခဲ့ကြပုံမည်။နောက်လဲဆုံကြလဲအောင်မည်။ နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်၍မုံပွဲကိုစစားမိပြင်လဲဆိုင်ရှင်အန်တီကသူ့နှင့်အနီးဆုံးဖြစ်သည့်မိမိကို စကားဆိုတာကြားလိုက်ရသည်သူ့မလဲခလေးနှစ်ယောက်လောက်ရမှတိတ်ဆိတ်ဆက်လာတာအရင်ကများတော့ဆိုင်မှာပဲကြောတို့အိုးပဲဦးတို့ထည့်ပြီးစားတတ်တာတပွဲနဲ့မရက်ဘူးနောက်ွယ်မှာသကတဲ့င်းဆိုလေးမရှိတော့မိမိက ပြုံးယုံသာပင်ဆိုင်ရှင်ကလည်းနောက်ွယ်သူများကိုမေးမြန်းရောက်ချရန်အာယုံပြောင်းစားပြုသည် မုံရင်ကပကံကိုကင်ရက်တန်းလန်းနဲ့ ဈေးတန်းလေးပဲလှမ်းကြည့်လဲလက်တစ်ဖက်မှာဈေးချင်တော့တစ်ဖက်မှာမိုဟင်ငါတို့များဆွဲ၍လူအများကြားတရွေ့၍မျောပါလဲရှိသည့်အမျိုးသမီး၏နောက်ကျောကို တွေ့မြင်ရစေ ဖြစ်လေသည်ဆဘဲဖြူနုဖူးငုံဆက်ကြော်သက်မဂဇင်းအောက်တိုဘာ2009ခုနှစ်နာဆင်အပိတ်ကြရတဲ့သူအားလုံးကို ျေးဇူးအများကြီးတင်ပါတယ်ရှင်